အခုခေတ်မှာပေါ့နော်လူတွေပြောများလာကြတယ်ဥမာရီကင်ဆာအကြောင်းကိုဆရာမအဝေးမြတ်ပေးခြင်းပါတယ်အားလုံးဝမင်္ဂလာပါဆရာမတို့ခွန်ရှိကိုဟဲကဲမှာဒေါက်တာအမြတ်မှုဖြစ်ပါတယ်ရှင်အခုတော်တော့ပေါ့နော်ဥမာရီကင်ဆာဘူးပေါ့နော်ဒီလူကြီးမှသာမကဘူးပေါ့နော်လူငယ်အရွယ်လေးတွေမှလည်းတွေ့လာရတယ်ပေါ့နော်ဒီအကြောင်းလေးတွေဆရာမအမြတ်ဝေးပေးခြင်းပါတယ်ဥမာရီကင်ဆာကတော့ပေါ့နော်ဒီဘယ်လိုလူမျိုးတွေအဖြစ်များလဲပေါ့နော်သူ့ရဲ့လက္ခဏာတွေဘာတွေရှိလဲဆိုတာကိုပြောပြပေးခြင်းတာဖြစ်ပါတယ်ရှင်ဟုတ်ဒီဥမာရီကင်ဆာမှာဆိုရင်တော့ပေါ့နော်ဒီဖြစ်နိုင်ချေများတဲ့အသက်အရွယ်ကတော့ဒီအနောက်နိုင် င်ငံမှာဆို45 50ပေါ့နော်တကြီးအကြီးပိုင်းရွယ်တွေပို့ပြီးတော့ဖြစ်တာများတယ်ပြီးတော့ဒီမိဘမျိုးရိုးထဲမှာပေါ့နော်ဆရာမတို့ဒီဥမာရီကင်ဆာမျိုးရိုးရှိတဲ့လူတွေပေါ့နော်ပြီးရခါကျတော့ဒီဥနဲ့ပတ်သက်လို့ရောင်ရမ်းတဲ့ယောဂရှိတဲ့လူတွေရှိရပေါ့နော်အဲပြီးရခါကျကိုအစားအသောက်အနေထိုင်နဲ့ပတ်သက်လို့ကြတော့သူကဒီအစားအသောက်ဆိုရင်အမြင်ပါတဲ့ fiber diet ဒီစားတာအနေနဲ့သူပေါ့နော်ဟင်းသီးဟရွက်တွေအသီးအနှံတွေစီစံနေတာအစားနေတဲ့သူတွေပြီးရခါကျကိုလည်းလှုပ်ရှားမှုအဲလေ့ကျင့်ခန်းမှန်မလုပ်တဲ့လူတွေပေါ့နော်လှုပ်ရှားမှုနေတဲ့သူတွေ မှာဖြစ်နိုင်ခြင်းများတယ်ပြီးတဲ့ခါကျရင်စီလိအလွန်ကျွန်းတောက်တာတွေအရက်အလွန်ကျွန်းတောက်တဲ့သူတွေအဝလွန်တဲ့လူတွေစီးချိုယောဂရှိတဲ့သူတွေပေါ့နော်အဲအဲ့လိုလူမျိုးတွေအဖြစ်နိုင်ခြင်းများတယ်ပေါ့နော်ဒါကတော့ဒီဥမာရေးကင်ဆာဖြစ်နိုင်ခြင်းများတဲ့အုပ်စုပေါ့နော်ပြီးတဲ့ခါကျသူတို့ဒီ polish လို့ခေါ်တဲ့အတဖိုးပေါ့နော်မိသားစုမျိုးတွေမှာအဲ့အဲ့ဒီဥမာရေးမှာအဲ့လိုမျိုးအတဖိုးဖြစ်တဲ့လူတွေပေါ့နော်ဒါတွေကလည်းဥမာရေးကင်ဆာဖြစ်နိုင်ခြင်းများတယ်ပေါ့နော်ဥမာရေးကင်ဆာလက္ခဏာကြတော့ဘယ်လိုမျိုးဖြစ်မလဲဆိုတော့ဥမာရေးကင်ဆာသူဆက်ဆက်ဖြစ်ဖြစ်ချင်းကြတော့လေကျွန်တော်တို့ဒီဥမာရေးထဲမှာဒီ volus လို့ခေါ်တဲ့သဘောလုံးလေးတွေအဲစပြီးတော့အဲထွက်လာတယ်ပေါ့နော်ဒီအလုံးတွေကအများသောအားဖြင့်ကတော့သူကကင်ဆာအလုံးတော့မဟုတ်ဘူးပေါ့နော်ပုံမှန်ရိုးရိုးအလုံးလေးတွေပဲဒါပေမဲ့လည်းအချိန်ကြီးကြာလာတဲ့ခါကျတော့တချို့ ဘာတွေကကြတော့သူကကင်ဆာဖြစ်ကိုပြောင်းသွားနိုင်ကြီးရှိတယ်။ဒါကကြတော့ကျွန်မတို့ကလက္ခဏာမပြသေးတဲ့အခါကျတော့အဲဘောပေါ့နော်ချက်ချင်းမသိနိုင်ဘူးဘယ်လိုမျိုးအဲသိလို့ကျွန်မ screening လုံးမှာပဲသိမယ်။မှန်ပြောင်းကြည့်တာတော့ဘောနော်ဒီလိုမျိုးစမ်းသပ်စစ်ဆေးမှာပဲသိနိုင်တာပေါ့နော်။ပြီးတော့ဒီနည်းနည်းဟောပေါ့နော်အချိန်ကြာလာပြီဆိုရင်ဥမိုက်ကင်ဆာလက္ခဏာကြီးပြလာတယ်ပေါ့။ဘာလက္ခဏာကြီးဖြစ်မလဲဆိုကျွန်မတို့ဒီဘောနော်ဒီဝန်းသွားတဲ့အခါကျရင်ပုံမှန်အလေးကျင့်နဲ့မတူတော့ဘူးပေါ့နော်။ဝန်းနေတဲ့ဝန်းသွားတာနေတဲ့သူကဝန်းခဏခဏသွားတာမျိုးပေါ့နော်။ပြီးတော့ဝန်းချုပ်တာပေါ့နော်။ အဲ့လိုမျိုးပုံစံလေးတွေနဲ့လာနိုင်တယ်ပြီးရခါကျဝန်းထဲမှာသွေးပါတဲ့ပုံစံမျိုးတွေပြီးတော့ဝန်းသွားရင် အားမရအောင်ကြံနေတယ်လို့ခံစားရတာမျိုးတွေပေါ့နော် ပြီးတော့ bike ကလည်းတစ်ချိန်လုံးမအီမလဲနဲ့ရစ်နေတာပေါ့နော်အဲ့လိုမျိုးတွေဖြစ်ကြရရှိရပေါ့ပြီးရခါကျတော့တအားပိန်သွားတယ်ပေါ့ကိုကဒီ weight short တာတွေလေ့ကျင့်ခန်းလုပ်တာတွေလည်းမဟုတ်ပဲနေပေါ့နော်ဒီအကြောင်းမရှိပဲပိန်သွားတာတွေအလကားနေပေါ့နော်ဖလိုလိုရှာရှာလည်းမရှိပဲနေမောပန်းနှွမ်းနေတာမျိုးတွေပေါ့နော်ဒီလိုလက္ခဏာမျိုးတွေနဲ့လာနိုင်ပါတယ်ရှင်ဟုတ်ကျေးဇူးတင်ပါတယ်